မင်္ဂလာလမ်းမဲ့ရေထိုးပွဲမှာမိုးရီအဆက်မပြတ်ရွာသွန်းနေခဲ့ပေမယ့်ချွေးမလေးစိုးပြေတစင်ကပွဲထဲကိုထွက်လာတဲ့အချိန်မှာတော့မိုးကရုတ်တရက်တိတ်သွားခဲ့တာကြောင့်သူတော်ကောင်းမလေးဆိုပြီးတော့စိုးပြေတစင်ကိုချီးကျူးပြောကြားလာခဲ့တဲ့တရုတ်ဆောင်ဟေးဝီယန်ရဲ့ဖခင်ကြီးဦးဝင်းကိုအားလုံးပဲမင်္ဂလာပါရှင်။မနေ့ကနိုဝင်ဘာလတရက်နေ့လေးမှာတော့တရုတ်ဆောင်ဟေးဝီယန်နဲ့စိုးပြေတစင်တို့ဟာနှစ်ဖက်မိဘတွေနဲ့ဆင်မျိုးအတိုင်းဝိုင်းတွေရဲ့ရှေးမောင်းမှာမင်္ဂလာလက်မှတ်ရေထိုးပွဲလေးကျင်းပပြီးစီးခဲ့တာပဲဖြစ်ပါတယ်။ နိုဝင်ဘာလ၁ရက်နေ့လေးကဟင်းဝီရံနဲ့ဆွေပြေးတစင်တို့နှစ်ယောက်ရဲ့ချစ်သူတက်တန်း၆နှစ်နဲ့၆လပြည့်တဲ့နေ့လေးဖြစ်ခဲ့ပြီးမင်္ဂလာလက်မှတ်ရေးထိုးပွဲနေ့လေးကိုလည်းတသက်လုံးအမတ်တရဖြစ်စေခြင်းလို့ဒီနေ့လေးကိုရွေးခဲ့တာဖြစ်တယ်လို့ဆွေပြေးကဆိုလာခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲမင်္ဂလာပွဲကျင်းပမယ့်အချိန်မှာမိုးကအဆက်မပြတ်ရွာသွန်းနေတာကြောင့်မြက်ခင်းပြင်မှာလက်မှတ်ရေးထိုးမဲ့အစီအစဉ်ကိုဖျက်သိမ်းရမလို့တော့ဖြစ်သွားခဲ့ရတယ်လို့ဟိဝိယံရဲ့ဖခင်ဦးဝင်းကိုကအခုလိုပြောပြလာခဲ့တာဖြစ်ပါတယ်။ အစတော့ကတော့ဦးတို့ကအော်တိုအနေနဲ့အပြင်မှာပွဲကျင်းပဖို့အစီအစဉ်ထားတာပါဒါပေမဲ့ပွဲကျင်းပမဲ့အချိန်ရက်ထိမိုးကမရက်တော့အင်တိုအနေနဲ့ပဲလှုပ်လိုက်မယ်လို့ဦးကစီစဉ်ခဲ့ပေမဲ့သားတို့သမီးတို့ကခဏတော့စောင့်ကြည့်လိုက်ပါအောင်မယ်ဆိုပြီးတော့မိုးတိတ်တဲ့အထိစောင့်ခဲ့တာပါဒါပေမဲ့မိုးကလုံးဝတိတ်သွားတဲ့အနေအထားမျိုးမရောက်ပဲနည်းနည်းလေးတော့ဆဲသွားပါတယ်။အဲဒီတော့မိုးပွဲပွဲလေးကြာနေတဲ့အချိန်မှာဦးလို့ရဲ့အစီအစဉ်ကိုစလိုက်ပါတယ်။ ပွဲကိုရောက်လာကြတဲ့သူတွေရောဥလိုမိဘတွေရောအကုန်လုံးကပတိန်ထီးကိုစီဆောင်းပြီးတော့ပွဲထဲကိုအရင်ဆင်းလာကြတာပါအဲ့ဒီအချိန်ထိလဲမိုးကအဆက်မပြတ်ရွာနေပါသေးတယ်။တားငယ်ထွက်လာတဲ့အချိန်ထိတောင်မှမိုးကကျနေပါသေးတယ်။ဒါပေမဲ့ထူးထူးခြားခြားပဲတမီးဆိုးပြိထွက်လာတဲ့အချိန်မှာမိုးကလုံးဝကိုရပ်သွားခဲ့တာပါ သမီးဆိုပြေကပြောတယ်ဒီပွဲအတွက်သူစုတွေလည်းတောင်းထားတယ်ဖះလည်းတေချာရှင်ကိုထားတယ်တစ္ဆာလည်းဆိုထားတယ်လို့ပြောတယ်ဒါကြောင့်မလို့သမီးဆိုပြေရဲ့တစ္ဆာတရားတွေကြောင့်အခုလိုမျိုးမိုးကရက်သွားခဲ့တာကတော်တော်ကိုထူးခြားပါတယ်ဟုဆိုကောင်ဟိဝင့်ရရဲ့ဖခင်ဖြစ်သူဦးဝင်းကိုကောင်လိမ္မာရေးကြရှိပြီးဘာသာတရားကိုင်းဆိုင်တဲ့ချွေးမလေးရဲ့အကြောင်းကိုဖော်ထုတ်ပြောကြားလာခဲ့တာလည်းဖြစ်ပါတယ် ရုပ်ဆောင်ဆွေးပြေးတဲ့စဉ်ကနေ့စဉ်နဲ့အမျှ၅ပါးသီလလုံးအောင်နေထိုင်သူတယောက်ဖြစ်တဲ့အပြင်မိမကောင်းမင်းမြတ်တယောက်လည်းဖြစ်တာကြောင့်ဟိဝရန်တို့မိဘတွေဘက်ကလည်းလူလူလားလားရှိခဲ့ကြတယ်လို့သူတို့မိသားစုထဲမှာဆွေးပြေးလို့တန်ဖိုးရှိတဲ့မိန်းကလေးတယောက်ရောက်လာတဲ့အပေါ်မှာလည်းဂုံယူဝမ်းမြောက်မဆုံးဖြစ်နေကြရတာလည်းဖြစ်ပါတယ်။ဆင်းရဲမင်္ဂလာဂတိသစ္စာဖြစ်သွားကိုဆင်းရဲမင်္ဂလာဂတိသစ္စာဖြစ်သွားကိုပညာရှိလူချင်းမင်းနဲ့ ဂုံတရေရှိအသိတသိများရှိမောက်တွင်ဂုံတရေရှိအသိတသိများရှိမောက်တွင်ကျွန်တော်ကျမတို့ကိုယ်တိုင်မိမိတို့ဤစိတ်ဆန္ဒအလျောက်မိမိတို့ဤစိတ်ဆန္ဒအလျောက်သဘောတူလက်မှတ်ရေးထိုးကြပါသည်သဘောတူလက်မှတ်ရေးထိုးကြ